ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့တပန် Audio Book Channel ကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာ မောင်ညုံမိုင်းတန်လင်းရေးသားထားတဲ့ကြောင်တရားအော်တန်းဆိုတဲ့ဇာတ်လမ်းလေးအစားဆုံးတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ Channel လေးကိုလည်း Like Subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကြောင်တရားအော်တန်းတညမှာတော့ကြောင်အင်းကျွာတောင်ပတ်ဂျာမနီတောနက်ကြီးအဆက်မှာ ွားချောင်းလေးနဲ့တောရဆောက်တည်နေတော့တက်တော်ရှိဖုံးတော်ကြီးဥတိတဟာအိမ်မက်တခုကိုမိုးတရံကာလာမှာမြင်မတ်တော်မူလေရဲ့အိမ်မက်ထဲမှာတော့ဝှက်ဖြူစင်ချဲအင်းကြီးပစိုးဝှက်ပြီးခေါင်းမောင်းဖြူပေါင်းထားတဲ့အသက်ကြီးကြီးအဖို့တူရောက်ရှိလာပြီးဖုံးတော်ကြီးဥတိတအားရိုသေးစွာဝှက်ဖြေကြောလိုက်ပါတယ်တကာကြီးကဘသူတော့မှန်မဖျားတပဲ့တော်ဟာရုပ်ကဆိုးကြီး ဥကုံကလေးစာဖြစ်ပါကြောင်ဖျားရုပ်ကစိုးကြီးဥကုံကလေးစာဒါဆိုတကားကြီးကတမန်လုံးချောက်ထဲကကဝုံရုပ်ပွားတော်များတဲခဲ့သူဖျားတကားကြီးပေါ့မှန်မဖျားလွန်ခဲ့တဲ့ပါရခေတ်ကအဲ့ဒီကဝုံရုပ်ပွားတော်ကြီးကိုတပည့်တော်တို့ဇနီးမောင်နှံတဲခဲ့ဘူးပါလေဖျား꽌လွန်ပြီးနောက်ပိုင်းတပည့်တော်ယာမနီအင်းတော်ထဲမှာရုပ်ကစိုးဖြစ်ပါကြောင်ဖျား ာဒုတာဒုတာဒုယောဂဆိုးကြီးယောဂဆိုးဘွားဆိုတာရာခဲလှပါပြီချင်းယောဂဆိုးဘွားရောက်ပြီဆိုရင်ဘုံငတ်ကြီးမာချင်းအသက်ရှိချင်းတရားထူတရားမြတ်များကိုကိုယ်တိုင်ကြားနာသိရှိရချင်းနောင်ပွင့်မဲ့ဖုရားရှင်ကိုအကြောင်းသိစွာဖုံးမြောက်ခွင့်ရနိုင်ချင်းဘုံငတ်တကိုအကျိုးကျေးဇူးများရနိုင်တဲ့ခွေယောဂဆိုးကြီးဒါလူဘဝကဒါနတိလာဘာဝနာ ဖရားတဲ့ចောင်းဆောင်ရခြင်းရဲ့အကျိုးကျေးဇူးတွေကိုတဖန်ပြန်ခန်းစားရခြင်းပဲ။အခုလာရင်ကိစ္စကရောရုပ်ကဆိုးကြီး။မှန်မဖျားအခုလာရဖူးမြော်ရခြင်းရဲ့အကြောင်းရင်းကလွန်ခဲ့တဲ့ပါရခစ်တုန်းကဒီတန်လင်းမျိုးကိုမြတန်လင်းမင်းသမီးဦးစွာအုပ်ဆိုးခဲ့ပါတယ်ဖျား။အဲ့ဒီအချိန်ကပါရနိုင်ငံတော်ကိုမြတန်လင်းမင်းသမီးရဲ့ခမဲတော်နရတေနာမင်းကအုပ်ချုပ်ပါတယ်ဖျား။ နရသေနာမင်းကြီးဟာသားတော်မြာစုံအောင်မင်းသားကိုအင်ရှိအရာပေး၍သမီးတော်မြာတန်လေးမင်းသမီးကိုတော့အကောက်အစာ၃ရက်နဲ့ပြည့်စုံတဲ့တင်ကြရကုန်းရှိမွန်ကိတေလကူယူဒိယရှမ်းတို့အုပ်ချုပ်ပြီးမျိုးစားအဖြစ်အနံ့ခဲ့ကြောင်းပါဗျာမဟာတက္ကရရဲ့126ခုနဲ့နန်းဆန်20နှစ်မှာနရတေနာမင်းကြီးနတ်ရွာဆန်တော့သားတော်မြာစောနောင်မင်းသားပါရထီနန်းကို စိုးစံပါတယ်ဖျာအဲ့ဒီခါမှာနရတေနာ မင်းကြီးရဲ့ညီတော်နရတိဟမင်းသားဟာပါရပထမနန်းတီနောင်တော်ကြီးဘောဂဒနာမင်းလက်ထက်မှာ၎င်းနောင်တော်လက်နရတေနာမင်းလက်ထက်မှာ၎င်းထီနန်စည်းစိမ်မစိုးစံရတာကြောင့်အမျက်ထွက်ကနောက်ပါလူတို့အင်အား3000ကျော်နဲ့သူမတော်များတန်လေမင်းသမီးစားရတဲ့တန်လင်မျိုးကိုခြေကုပ်သိမ်းယူလိုက်ပြီးသူတော်များစောနောင်မင်းသားအား ုံကန်ခြားနာခဲ့ပါတယ်ဖျာအဲ့ဒီလိုနဲ့နရတီဟာမင်းဟာ သုံးနှစ်ခတ်ခြားနေရကနောက်ဆုံးပါရမင်းသူတော်သူမြာစောနောင်မင်းတိုက်ခိုက်မှုကြောင့်နန်းကြခဲ့ရပြန်ပါတယ်ဖျာမြာစောနောင်မင်းဟာအမတော်မြတ်တန်လင်မင်းသမီးကိုတန်လင်မျိုးအားအပိုင်စားပေးအပ်ပြီးရှေးရခင်ကထက်မြို့ကိုခိုင်မအောင်စီရင်ခဲ့ပါတယ်ဖျာမြတ်တန်လင်မင်းသမီးဟာ ထီရနန်းရေးကြောင့်ရှောင်းသိမ့်နေရစဉ် တစ်ကြရဲများပေါ်များတဲ့အခုဂျာမနီတော်ထဲမှာပုံခုရင်ဂေါရမဘုရားရှင်အားရည်စူပြီးဗုဒ္ဓရုပ်ပွားတော်ရွှေစင်းဤတစုကိုဂုံဝန်ကြောင့်လှန်ကူမှာထာပနာပြီးစေဒီအမတ်နဲ့ကိုးကွယ်ကောင်းမှုပြုပြီးနောက်ပိုင်းအဖမ်းခံရလို့ရေမာအဖျောက်ခံ အနေဆရောက်ခဲ့ရပါတယ်ဗျာအခုအခါအဲ့ဒီရွှေသားရုပ်ပွားတော်ဟာဂျာမနီအင်းအဆက်ဂျာမနီတော်အလေဂုံဝန်နဲ့မြေသားတောင်ပို့မှာ ေါ်တော်မူအပ်အခြေအနေရောက်နေပါဖျာအဲ့ဒီရုပ်ပွားတော်မြတ်ကို အရှင်ပြားကိုယ်တိုင်ပင်၍ဇေဒီအစ်စ်တည်တော်မူပါဖျာအဲ့ဒီလိုလျှောက်ထားပြီးနောက်ဘွဲဖြူကိုရုပ်ကဆိုးဟာတတ်တော်ရှိဆရာတော်ဖျာကြီးအားဥသုံးချိန်ထား၍လက်အုပ်ချီပြီးနောက်စုပ်ပြန်သွားခဲ့ပါတယ်နန်းနန်းမိုးတောင်အလင်းရောက်တဲ့အခါမှာတော့တောရာကြောင့်တတ်တော်ရှိဆရာတော်ကြီးဟာအဲ့ဒီအိမ်မက်ကို အနုလုံပဏိလုံစဉ်းစားသုံးသပ်တော်မူပါတယ်အဲ့ဒီနောက် ကျမ်းပေစာရှေးဆောင်ဟောင်းမြောင်လမ်းတွင်ပါရရာဇဝင်နှင့်စန့်ကျင်ရာဇဝင် ပြန်လည်လာဖက်ရှိလိုက်တဲ့အခါတောကတိနာမင်းနရတိဟာမင်းမြတန်နေမင်းသမီးမြာစောနောင်မင်းသားနဲ့ဟန်တာတိနာမင်းတို့ရဲ့ရာဇဝင်တမိုင်းဖြစ်စဉ်များကိုတိကျမှန်ကန်စွာသိရှိခဲ့ရတော်လဲရာမဏိတော်ရဲမှာဗုဒ္ဓဆင်းသူတော်ကိစ္စကိုမူမတိကြမြေရာ၍အမှုမဲ့အမှန်မဲ့နေလိုက်ခဲ့မိလိုက်ပါတယ်။နေစွန်စားပြီးခိတဆင်းကြံလျှောက်တရားမှတ်နေစဉ် ကပိယဥရကျော်ဟာတတ်တော်ရှိဆရာတော်ကြီးထံရောက်လာပြီးတော့ရိုသေစွာဝှေ့ပြေလာပါတယ်။အကြောင်းထူးလို့လားကပိယကြီး။မှန်မဖျံညီမိုးတောင်ရန်ကအိမ်မက်ဆန်းတစ်ခုမြင်မှတ်၍ဖုံဖုံဖျံအောင်ရှောက်ထားရန်ရောက်ရှိပါတယ်ဖျာ။အိမ်မက်ဆန်းဘလို့အိမ်မက်ဆန်းလေကပိယကြီးရဲ့မှန်မဒီလိုပါဖျာ။ဖွဲဖြူပစိုးအင်းကြီးအဖြူနဲ့ဥကုံကရုပ်ကစိုးကြီးတူရောက်ရှိလာပြီး ပထမဦးစွာပါထသမိုင်းနဲ့မြတ်တန်လေးမိသမီးကြောင့်စားပြီးပြောပါတယ်ဖျားဒီလိုလားဒါဆိုစိုးစမ်းမအောင်ကက်ပြကြီးရဲ့အဲ့ဒီမှာပဲကက်ပြဘိုးသူတော်ကြီးဦးရကျော်ကအိမ်မက်ဆန့်ကိုအဆမဆုံးပြန်ပြောလိုက်တဲ့အခါမှာတော့အဲ့ဒီအိမ်မက်ဟာလွန်ခဲ့တဲ့လပြည့်နေ့ညီမိုးတောင်းရတုန်းကတတ်တော်ကြီးဆရာတော်ကြီးမြင်မှတ်ကြားသိရတော့အိမ်မက်မှာတထထဲသူနေရာကို အံ့ဩစွာကြားသိရတဲ့အခါမှာတော့ကပ္ပယကြီးဖះဖုံကြီးတဲ့ကပ္ပယကြီးမြင်မှတ်တဲ့အိမ်မက်ကိုထတ်တူမှတ်ခဲ့တယ်ဗျဖုံကြီးကိုလည်းရုပ်ကဆိုးကြီးဥက္ကုံကလေးစားကကိုယ်တိုင်မိုးတောက်ရံမှာ လာလျှောက်သွားတာပဲဗျဒါဆို အတော့ထူဆန်တိုက်ဆိုင်မှုရှိနေပါ යි ဖះအဲ့ဒါတပည့်တော်တို့ဘလို့စီရင် ကောင်းမှာမလဲဖះဆရာတော်ကြီးဟာစင်းကြံလျှောက်ရင်းမှာ ဟုတ်တော်ရှိမဟုတ်တော်ရှိအဲ့ဒီနေရာကိုတွားရောက်လိလာကြည့်ချင်တာပဲရုပ်ကဆိုးကြီးအိမ်မက်ပေးခဲ့တဲ့အတိုင်းအသေးချာမှန်ခဲ့ရင်တော့သာသနာပြုရဂိမ်းပဲပေါ့ကပ်ပြကြီးမှန်မအမိတ်ရှိပါဗျာဒီတော့ဒီလိုလောက်ပါလားကပ်ပြကြီးကပ်ပြကြီးကိုယ်တိုင်ဥဆောင်မီရွာကလူယုံ လူကြီးချို့နဲ့လမ်းပြမုတ်ဆိုးများခေါ်လို့အဲ့ဒီနေရာတွားကြည့်ကြ ကပ်ပြဘိုးသူတော်ကြီးဘာရကျော်ဟာဆရာတော်ကြီးကိုဥချပြီးနောက် ကြအင်းရွာတဲ့သူရှေးချူထွက်လာခဲ့လိုက်ပါတယ်။လူဝဲသူဝဲတရားကျင့်လို့ရေရာမဏိတော်ဆက်မှာနေကြတာမို့ရွာတဲ့ရောင်အတော်လျှောက်ခဲ့လိုက်ရပါတယ်။ကြအင်းရွာတဲ့သူရောက်တာနဲ့ရွာလူကြီးဥဒါလီဖာတိမုတ်ဆိုကြီးဥထော်ပိုင်နဲ့လူရင်းတပည့်များဖြစ်ကြတော့ဥတော်မနာကိုလူချောတို့ကိုအကျိုးအကြောင်းပြောပြပြီးနောက်နောက်တနေ့စားတော့ပြီးချိန်မှာရာမဏိတော်တဲ့သူကက်ပြကြီးဥသူတော်ဘာရကြော်တို့လူစုခရီးထွက်ခဲ့ကြပါတယ်။ လူဆိုးတည်းများတောကြောင်များအနေနဲ့ရက်မှာခိုလိုတောင်းကျက်နေချိန်လေးဖြစ်ပါတယ်။သူတို့၆ဦးဟာတူရင်ဓမြတာမကလမ်းပြမဟုတ်ဆိုကရင်ဖိုးကြီးထော်ပိုင်ကဒူးလေးနဲ့လှမ်းရှိုးပါကန်၍အရွက်ချင်းကန်းချင်းရှက်နေရဲ့ဝါတော့တတော်များကို ခုတ်ထွေရှင်နဲ့တိုးဝေ့ပြီးလာခဲ့ကြရမှာလူအလုံးချစ်ရရှာရဆူးရှာရများနဲ့ချွေးတန်ရရဲ့တွေးရရဖြစ်နေကြပါရဲ့။တောကိုခုတ်ထွေသွားလာနေရတာကြောင့်အချိန်နှနာကျော်ခန့် ကြာသွားပါတယ်။မကြခင်မြောက်မြောင်အော်ဟစ်နေကြတဲ့ညောင်မကြီးရှိရများတို့ရောက်ခဲ့ပါတယ်။ခြုံနေများဖုံးအုပ်နေတဲ့ရှေးပြားစီသည့်အပြုတ်ပြက်များကို စားရွေတွေးကြပါတယ်။ဒါနဲ့အတူခလန်လန်မှာကားရဲ့တရဝါချုပ်ရဲ့အော်ဟစ်တံများကိုလည်းကြားရပြီးတောင်ကုန်းအဖူးထစ်များကိုလည်းတွေးကြပါတယ်။ဒီဝဲချစ်မဲ့ဖြစ်မဲ့ဗျ။ဟုတ်မဲ့ထင်ရှားကြည့်လေဘာရကျော်ရဲ့။အင်းလူခွဲရှားကြည့်အုံးမော့ဗျာ။ ဦးထော်ပိုင်ရန်သူနဲ့တားရတရိစ္ဆာန်အနေကိုကြည့်နော်စိတ်ချပါဘာသူတော်ရဲ့မဟုတ်ဆိုကြီးကဒူးလေးလေးညို့ကိုဆွဲတွင်မြတစ်ချောင်းထဲကဟိုလျှောက်တီကြီး လုံနေစဉ်သူတို့ချောက်ကပကံပြားပြက်များအုတ်ခုပြက်များခြုံများမြေပြက်များတံပူစာများပေါ်မှာ ခုတ်ထင်တူဆောက်ရေးရှားကြပါရင်အလုံးခြေကုန်လက်ပန်းကြပြီးနေကြပြီဘာရကြောခမရဟုတ်မှဟုတ်ရဲ့လားဗျာ အိမ်မက်ရလာရတာပေါ့ကွာဆွဲမလျှော့ကြပါနဲ့ကွာကြည့်လိုက်ပါဥသူတော်ရတော်ကြငွေကြိုက်လို့ပြေးပေါ့မှားနေပါအောင်မယ်ဗျဟိုးအေးပါကွာနေအောင်ဗျကျောက်တခုစီစဉ်ကြည့်လိုက်အောင်မယ်ဗျဘာလုံးမလဲပြန်မမို့လားနေပါအောင်ဘိုးဒါလီယာခဏလေးပါကွာအဲ့ဒီနာဘိုးသူတော်ဘာရကျော်ဟာလူနည်းရဲ့တုံးရက်ခက်မြင့်တော့တောင်ကုန်းမော်တို့ပြေးတက်သွားပြီး တောင်ငုံထိပ်မှရိုက်၍អော်လိုက်ပါတယ်။យោគសូជីဘိုးកូនក្លេសាခမាយោគសូជីဘိုးកូនក្លេសាခမាចုတ်တို့យោគសូជីអိမ်မက်ပြီးတဲ့នាយဝင်းជို့យកနေပါခမាဗုဒ္ဓရုပ်ပွားတော်မြတ်ရှိရာရက်ကိုလမ်းညို့ကူညီပေးတော်မူပါយោគសូជីခမាဘိုးသူတော်ဘ้ายာကျော်ကအဲ့ဒီစကားကိုသုံးချိန်သုံးခါអော်၍ပြောလိုက်ပါတယ်။အဲ့ဒီလိုမျိုးဟင်း၍ပြောပြီးမကြမီတော်တယ်မှာခြုံတိုးတံများ တရဆက်ကြားလိုက်ရပါတယ်။တောဝက်များပြေးလွှားအဟိတံငွေဆိုးကြီးများတွန်းတောင်းကြားလိုက်ရပြီးလူအလုံးနီးရတပင်ပေါ်တို့ပြေးသက်ပုံကြပါတယ်။ရွာလူကြီးဥတီပါကဘိုးသူတော်ကြီးသူတို့အလုံးကိုတောဝက်ပတ်၍တက်ရောက်ကြံစီရဲလူဆိုကတပင်ပေါ်မှနေ၍ကျောင်းဝပြစ်တဲ့မောင်းမဲရေရိုလိုက်ပါတယ်။မကြခင်ယာမဏိတော်ကြီးဟာတောပြိုတော်ပါမယ်။တာရမြပြေးလွှားအဟိတံဝါပင်ကြီးများလေတို့၍အတံမီတံ့ လေကြီးမိုးကြီးကြတဲ့လူရဲတန်လို့ပြည်ရတန်လို့များကြားရပြီးနောက်အလုံးသဲသဲရင်ဖို့ကြောက်လန့်နေစမှာပဲတော်ရဲမှာတောလက်တန်များငြိမ်ချသွားခဲ့ရပါတယ်ဘိုးသူတော်ဘာရကျော်ဟာထူးဆန်းစွာသောချက်ချင်းပြောင်းလဲမှုအံ့ဩပြီး ရှင်းနာဝဲရမျက်စိကစားကြည့်လိုက်စဉ်မျက်စိအပြင်ကုံကလေးမှာနေရောင်နဲ့ဟပ်၍အလေးမြဖြာနေရကိုမမျော်လင့်မဲတွေးလိုက်ရပြီးလွန်စာဝမ်းသာခဲ့ပါတယ်အဲ့ဒီနောက် အဲ့ဒီနေရာတို့အလင်းစလို့ပြေးချလာပြီးကြီးလိုက်တဲ့အခါမှာတော့ပြိုကျပြက်စီနေတော့ဂုံမောကြတော့များချာမှဖြာထွက်နေတော့အလင်းရောင်များကိုအံ့ဩဖွယ်မြင်လိုက်ရတဲ့အခါမှာတော့ဝေးဒီပါတို့ထော်ပိုင်းတို့တောမနာတို့ဒီကိုအမြန်လာကြဟေးအမြန်လာခဲ့ကြဘိုးသူတော်ဘာရကျော်ရဲ့အော်ဟစ်တန်ကြောင့်သူတို့အလုံးတိပင်းများပေါ်မှာမဝင်မြဲဆင်းလိုက်ကြပါတယ်ဦးသူတော်ဘာဖြစ်လို့လဲမဟုတ်မလွယ်ရောဦးသူတော်စပယ်ကြီးမျိုးနေမီနဲ့တူရဲ့ဗျာ မွေကိုက်လို့အားလဲဖြစ်မှာပေါ့ဗျမြို့ဥသူတော်အချိန်နဲ့မကောင်းလားဟဲ့ကောင်းတယ်အမြန်လာကြမမြန်လာကြပါကွာချီးမှာပဲကောင်းတယ်အဲ့ဒီလိုဝမ်းသာအရာအော်လိုက်တန်အောင်ကြာရတော့မှဥသူတော်ကိုကျင်းတိမှန်တိသွားပြီးအားလုံးပြေးသွားကြပါတယ်ဘာဖြစ်လို့တော့ဗျအော်လိုက်တာကြွကြွညံနေရပဲဒီဒီညအောင်ကြည်စမ်းဟာအလိုအရောက်နေဖြားလို့ပါလားဗျ ဲ့ဒါဘာလဲဥတုတော်ဘာမှန်းတော့မသိသေးဘူးထူးတော့ထူးနေရပဲကဲဖြစ်ချင်အဖြစ်အဲ့ဒီနေရာဖြစ်ဖြစ်ချင်းတူးကြရွှေ့ကြရှင်းကြရုပ်ကဆိုးကြီးနဲ့တကွာတောဆောင်တောင်ဆောင်အပိုင်ဆိုင်အဆောင်ရှောက်များကျွန်ုပ်တို့ကုညီဆောင်ရှောက်ကြပါခမကုတို့ကောင်းမှုမှာပါဝင်ကုညီကြပါခမဥတုတော်ဘာရကျော်ကအပိုင်ဆိုင်အဆောင်ရှောက်များကိုပြောဆိုမြတ်တာပေါ့မြတ်တာရက်ခံနေချိန်မှာဥတီပါတို့ကပြိုကျစုပုံနေရဲ့ ကုံဝကြောက်ခဲကြီးများကိုတခုချင်းမောက်ရွှေ့ရှိကြပါတယ်။ထူးဆန်းသောအလင်းအောင်များကဒီကြသောအောက်မှဖြာ၍အပေါ်တို့တက်နေအားကုန်။ဥကောင်လုံးခန့်အုံတီလုံးခန့်ကြောက်ပြင်ခန့်ရှိသောကြောက်တုံးကြောက်ပြားများကို အတန်ကြာဖယ်ချလိုက်တဲ့အခါမှာတော့ဟာငွေကြီးဟာပြေးပြေးပြေးငွေကြီးငွေကြီးအမလေးပြရွာလူကြီးဥတီပါဟာကြောက်တုံးများအောက်မှခွေနေရဲ့အေယာမငွေကြီးကိုမမျောလေးမဲ့တွေးလိုက်ရတဲ့အခါမှာတော့ အသက်ကောင်းအောင်ဟိ၍ပြေးပါတော့တယ်။ဥသောမနာနဲ့ကိုလူချောလို့လေအမေရေကဲပါအဖေရေကဲပါလို့အော်ရင်ပြေးပါတော့တယ်။မုတ်ဆိုးကြီးဥထော်ပိုင်းကလုံးဝမပြေအစိတ်လူများတက်ထားတဲ့ဒူးလေးနဲ့မွေးကြီးရှိရာကိုထိုးချင်လိုက်ပါတယ်။အဲ့ဒီမှာဥသူတော်ဘာရကျော်ကလက်ဝါးကပြီးအလင်းမြန်တားလိုက်ပါတယ်။မုတ်ဆိုးကြီးမပြင့်နဲ့ဥသူတော်နောက်ဆုံးနေပါအနေရများမယ်။အဲ့ဒီလိုကြည့်နေစင်ပါပဲ။ အေယာမမွေကြီးအားခေါင်းထောင်ရင်ဥတုတော်အလုံးစက်သိန်းဖြတ်ဖြန်ထွားသွားခဲ့ကြပါတယ်။မွေကြီးရဲ့ပါပြင်ကဆံမြစကောဝိုင်းကြီးခန့်မြသူ့မျက်လုံးနှလုံးကမလက်ကားဒီလုံးခန့်ရှိပြီးရဲရဲနေနေပါတယ်။ကိုလုံးခွေက2000ခန့်မြပါတယ်။အဲ့ဒီအေယာမမွေကြီးကလက်အုပ်ချီပြီးရက်နေတော့ဥတုတော်ဥရကျော်ရဲ့မျက်နှာကိုတတိကျကျစိုက်ကြည့်ပြီးနောက်ငါးပြင်ခွေကြီးကိုဖြည့်ပြီးကြတော့များကြမှာရှော့ထွက်ကလုံးစွာနှစ်ဆိုင်လာတော့ အေယာမတော်တဲ့သူပြေးဝင်ပြောက်ွယ်သွားပြီးတဲ့အခါမှာတော့ဟဲဟာအလိုလေးအားလုံးတွေးလိုက်ရတာကကြောက်သားပလိထက်မှရွှေရောင်ပြုံးပြက်လက်ရွှေရောင်ပြုံးပြက်လက်နေရဲ့ဝင်းဝါထိန်နေသောဗုဒ္ဓရုပ်ပွားတော်မြတ်တစုဒုနှစ်ဖက်ပေါ်လက်တင်ဆက်၍မျက်လွှာချတရားမှတ်နေစဉ်ညံတော့သုံးလမခန့်ရှိမယ်လို့ထင်လိုက်ရပါတယ်သူတို့အလုံးရွှေစင်းနဲ့ရောင်ကြီးတော်များကွန်မြူနီတော့ ဗုဒ္ဓဆင်းသူတော်အားရိုသေစွာဥချလိုက်ပါတယ်။အိမ်မက်ထဲမှာရောကစိုးနဲ့ကြီးဘုန်းကိုကလေးစားပေးခဲ့ပြောခဲ့တဲ့အိမ်မက်ဟာတော့ဧကအမှန်ဖြစ်ခဲ့လိမ့်ပြီ။ဒါသူတို့သာသနာပြုထား၍ဆရာပါရပုဂ္ဂိုလ်များကလမ်းညွှန်ကူညီကြခြင်းဖြစ်ပါတယ်။ဘိုးသူတော်ဘာရကျော်ကကြောက်ပလိန်ထမ်းမှရွှေသားဆင်းသူတော်ကိုရိုသေစွာလက်နှစ်ပင်၍မားလိုက်ပါတယ်။ဒီမှာတင်ရုပ်ပွားတော်ရဲ့ဥထိတ်အလေဥကောင်းပေါ်မှာမြုပ်ထားတဲ့ ကြောက်တလုံးကိုညွန်ပြလိုက်ပါတယ်။အဲ့ဒီကြောက်ကအယောင်တစ်ဖက်ပြတ်တောက်လက်နေတော့လက်သုံးလုံးခန့်ရှိစိတ်အစ်စ်ပဲဖြစ်ပါတယ်။တောရဝါကြောင်းလေးမှာပါရာခိခတန်လင်းမျိုးစားမင်းသမီးညတန်လင်းရဲ့ကောင်းမှုတော့စိတ်ဦးထိပ်ပန်းရွှေသားဆင်းသူတော့ပေါ်တော်မူကြွားရောက်တဲ့တဲ့ရင်ဟာရွာလူကြီးဥတီပါတို့ရဲ့နှုတ်ဆောင်မှုနဲ့ပြန်သွားရကဖူးမြော်သူများမနှဲကြီးရောက်ရှိလာကြပါတယ်။အဲ့ဒါနဲ့ဝါကြောင်းလေးပြုမဆိုးရွေးဝါကြောင်းရှိမြေပြင်မှာ တစ်သုံးမြက်ပလင်လုပ်ပြီးတင်ငန်းတော်ခင်မီတင်က အပူစော်ခံရတော့ပါတယ်။ကြောက်ရင်ပြင်းထောင်ကြောင့်ဖျားကုံညောင်သုံးပင်လက်ရကန်မြရရယူစားလိကြမှာဖျားဘူးများနေရောညပါလာကြပါတယ်။တစ်ချိန်တစ်ခါကဒီဝင်းကျင်မှာလူမရခဲ့တော့တော်ရကြောင်ဝင်းကျင်လင်ဟာဖျားဘူးပြိတ္တများဖြင့်နေစဉ်စီကားနေပါတယ်။ပန်းရေချံတတိလူငယ်များဖြင့်ဖွင့်နေပါတယ်။ညာဥပိုင်းရောက်တာနဲ့ ထတ်တော်ရှိဆရာတော်ကြီးကတရားပွဲတည်တံ့ဟော၍ဒီအရက်မှာမြတ်တန်လေးမင်းသမီးကောင်းမှုကို အခုဖျားဘူးကတရားနာကြောက်ရောက်လာတော့ပရိသတ်များကောင်းမှုဒါနနဲ့တွဲဖက်ပြီးဇေရီတစ်တဲမဲလို့မိန့်ကြပြီးတရားရည်အမြကိုတိုက်ကျွေးပါတယ်။တာရုခေါ်တံများဖြင့်ကြက်တီရှိလွန်းလာပါတယ်။အဲ့ဒီအိမ်မက်ရဲ့အကျိုးတရားမှု ဖြစ်ရဲ့ဆံများကို လက်တွေ့အကောင့်ထဲဖော်နှံပြီးများမကြခင်မှာတော့တောရဝါကြောင့်ရှိရသူအနဲ့ရောင်ရှိကြများ အရှိုရှိုရောက်ရွှေ့လာကြပါတယ်။စုစုပေါင်းကြောင်နဲ့ကောင်ရီတရားကြောခန့်ကိုအံ့ဖွဲထူးကြဥသူတော်တို့တွေးချင်ရပါတယ်။ထူးကြတာကကြောင်နဲ့ကြီးအကောင့်တရားကြောခန့်ကကြောင်ဖြစ်ပါတဲ့ကြောင်လို့မအောင်ကြခြင်းပဲဖြစ်ပါတယ်။အဲ့ဒီဖြစ်စံကိုရွာသူရွာသားဖျားဘူးများမြင်ကြတဲ့အခါမှာတော့ထူးဆန်းလို့ရင်အမျိုးမျိုးဝေဖန်ပြောဆိုဆန္ဒပြကြပါတယ်။ဖျားဆောက်ရှောက်တွေလားမသိဘူး။တောဆောက်နဲ့တွေများ ကြောက်ရောက်ဆောင်လာကြလားနော်အစာလဲစာမတွေ့ရဘူးဟာအော်ဒါလုံးဝမကြရအန်ဩစရာပဲအချင်းချင်းလည်းမကြိုက်ကြအောင်နော်ဟုတ်ပါတော့မှန်ပါတယ်ကြောင်နဲ့အကောင့်တရကျော်ဟာမိုးလင်းရင်ရောက်ရှိလာပါတယ်ဗုဒ္ဓရောက်သွားတော့ဝင်းကျင်မှာရှောက်သွားပါတယ်ညဘက်လည်းကြောင်ဝင်းကျင်မှာရှောက်သွားနေပါတယ်သူတို့ကိုကိုင်းလို့ဖမ်းလို့မရလူများနဲ့ခတ်ဝေးမှနေပြီးဖះရောက်သွားတော့ကြီးကိုဖူးမြော်တယ်လို့လုံနေကြပါတယ် ကြောင်များလေးတအုပ်စုဖွဲ့၍ကိုအုပ်စနစ်ကိုရှိနေကြပါတယ်။ဘသူကမှလည်းရမမှုကြချက်ခုတ်ကြောင်ခုတ်လည်းမရှိကြ။ဆရာတော်ကြီးနဲ့ဥသူတော်ဘာရကျော်တို့ထူဆန်းစွာတောထဲမှာရောက်ရှိလာတဲ့အော်တန်မကြားရတော့ကြောင်များကိုကြည့်ပြီးတော့ခေါင်းတညင်ညင်နဲ့ညာနဲ့တကောင်ရောက်ရင်တော့အဲ့ဒီကြောင်နဲ့ကြီးများဟာတောထဲသို့တန်းစီ၍ဝင်ရောက်ပြောက်ွေသွားကြတာကိုလည်းအောင်းအဖွဲမြင်ကြပါတယ်။တညက်နေမှာတော့ဆိုးဝါးလာတော့ဖျက်တစ်ခုဖြစ်ခဲ့ပါတယ်။ညာတကောင်ကျော်မှာ လက်နက်ကိုင်းလူစုသုံးဦးကြောင်းရှိရသူမျက်နာများအဝေးစီး၍ရောက်လာကြပါတယ်။သူတို့လက်ထဲမှာငှက်ကြီးတောင်တာကိုစီနဲ့သူတို့ဝါးကြောင်းပေါ်အထက်မှတက်လာကြပြီးဆရာတော်ကြီးနဲ့ဘိုးသူတော်ကြီးအားငင်းငိမ့်နေကြရန်ပြောပြီးနောက်ရွှေစင်းသူစိတ်စင်းသူဗုဒ္ဓရုပ်ပွားတော်ကိုအထက်မှပင်သွားကြပါတယ်။ဆရာတော်ကြီးကအပြစ်ကြီးတယ်မလုပ်ကြပါနဲ့တကကြီးတို့လိုအမျိုးမျိုးမြတ်တာရက်ခံနေတဲ့လူဆိုးလူမိုက်သုံးဟာလုံးဝနားမထောင်မဲ့ ညတန်လီမင်းသမီးကောင်းမှုတော်ရှေဟောင်းစိန်ရွှေစင်းသူတော်ကိုလွယ်ထွတ်ထုတ်ထွေ၍ယူဆောင်သွားကြပါလေလူဆိုးများပြန်ထွက်သွားကြတော့ခါအရှင်ဖျားဒီဒီကိစ္စဘယ်လိုလုပ်ကြမလဲဖျားမတက်နိုင်ဘူးလေသူတို့ငရေမကြလို့လုပ်ကြတဲ့ဥစ္စာဒင်းတို့ထိုင်းနဲ့ဒင်းတို့ကံမောကပ်ပြကြီးရဲ့ဖျားခူးညအတွင်းချင်းရွာလူကြီးကိုသွားကြောင်ကြားလိုက်နှုတ်မို့ဒီရွှေစင်းသူစိန်စင်းသူကို ဖုံးကြီးနဲ့ကပ်ပြခြင်းအလွဲသုံးစားလှုပ်ဖြောက်ပစ်တယ်လို့တန်တဲ့ဝင်ကြအောင်မယ်အမြန်သွားအကြောင်းကြားလိုက်ကပ်ပြခြင်းမှန်မဖျံကပ်ပြဥသူတော်ကြီးဘားရကျော်ဟာမြိတ်များစီကြလျက်ညတကောင်ကျော်ကြီးမိတို့ကန်၍ရွာလူကြီးဥတီပါတို့ကိုတော့ရောက်အကြောင်းကြားလိုက်ပါတယ်ရွှေစင်းသူရုပ်ပွားတော်ကိုလူစိုးသုံးအထမယူသွားကြအောင်အကြောင်းကြားလိုက်တာကြောင့်ရွာလူကြီးဥတီပါတို့အဖွဲချက်ချင်းကျောင်းတို့ရောက်လာပြီး လူစုများတွားရနာတို့လိုက်သွားကြပါတယ်။သို့တော့အချင်းဤပါပဲလူစုများဘယ်ရက်တို့ထွက်သွားကြတာကိုဘလို့မှတဲလုံစာရှများအဲ့ဒီလိုနဲ့မိုးလင်းတာနဲ့လူစုခွဲ၍စုံစမ်းကြရင်ဆုံးဖြတ်ပြီးရွာတဲ့တို့ပြန်ခဲ့ကြပါတယ်။နနက်မိုးလင်းတာနဲ့ထုံးစံအတိုင်းတတော်ရှိဖုံးတော်ကြီးကတပိတ်ပပြီးဆုံးခံကြပါတယ်။ဥသူတော်ကစုံကြိုင်နဲ့အနောက်ကလိုက်သွားပါတယ်။ရွာတဲ့ရက်ထဲမှာအော်အော်တောင်းနေဖြစ်နေပါတယ်။ ဆရာတော်နဲ့ဖိုးသူတော်ကြီးကိုဝိုင်းဝန်းမေးမြန်းကြပါတယ်။တက်တော်ကြီးဆရာတော်ကြီးကိုစဥသူတော်ကရှင်းပြပြောရပါတယ်။တရွာလုံးစိတ်မကောင်းကြ၊တောက်ခတ်ကြ၊မေတ္တာပို့ကြ၊ရေရွဆဲရေးကြ၊ဆရာတော်နဲ့ဥသူတော်တို့ဆုံးဖန်ကြပြီးကျောင်းတို့ပြောင်းထည့်အခါမှာတော့ထူးဆန်းအောင်ဖွဲ့ဖြစ်ရကို မကြုံစဘူးကြုံတွေ့လာရပါတယ်။ကြည်စံဝါကြောင်လေးရှိတက်တုံးပလင်ပေါ်မှာမြတန်လေးမင်းသမီးကောင်းမှုတော်ရွှေနဲ့စိန်ဗုဒ္ဓရုပ်ပွားတော်ဆင်းသူတော်ဟာရောင်းကြီးတော်များ နေအောင်နဲ့လင်းလာ၍စံပေတော်မူနေရာကိုအောင်းဘွယ်မြင်တွေ့လိုက်ရပါတယ်။သတ်တော်ရှိဆရာတော်ကြီးဟာလွှဲထားတဲ့စွန်းတပိတ်ကိုရွှေဖျားရှိမှတစ်တုံးပလီပေါ်တင်၍ဝမ်းသာအားရအကြင်ကျင်းဥခတ်တော်မူတကယ်တော့ဘိုးသူတော်ဘာရကျော်လေဝမ်းသာအားရမျက်ရည်ဆူရွှဲနဲ့ဥကောင်းရချလိုက်ပါတယ်။ဘယ်နဲ့ချိန်မှန်းမင်မသိတော့ပိုရအောင်းဘွယ်ကောင်းဒီခါရွှေစင်းသူဗုဒ္ဓရောက်ွားတော်ဟာတစ်တုံးပလင်ဝင်းကြီးမှကြောင်နဲ့ကြီးတရားကျော်တို့ဟာဝိုင်းပတ်၍ ဖះရှင်ကိုပူဇော်အပ်လက်ထောက်ပြီးစားကြည့်ကြည့်ညိုနေကြတဲ့ခါဘဲကဘာဘဲရဲမှာမှရှာလို့မရတဲ့ပကြီးတစ်ချက်ဓာတ်ပေါက်တပေါက်ကဲသို့ရှိလိပါတယ်။အဲ့ဒီအပ်ဖွဲမင်္ဂလာတရင်ကောင်းကိုကြံ့အင်းကြီးရွာလူကြီးများတို့ဥသူတော်ကပြေးပြေးပြောလိုက်တဲ့အခါတက်ရွာလုံးဝမ်းသာအားရအော်ဟစ်ပြီးရောက်ရှိလာပါတယ်။ဖူးမြော်ကြပါတယ်။ဝါးကြောင်လေးဝင်းကျင်မှာဝမ်းသာပြီးကြီးတရာတရားများနဲ့တဖိတ်ဖိတ်လင်းလက်သွားပါတယ်။ဘလို့ပြန်ရောက်လာလေဥသူတော်ကြီးရဲ့မသိဘူးဗျာ ကျုံနဲ့ဆရာတော်ဒီပြန်ရောက်ရောကြောင်နဲ့တရားကျော်ဝိုင်းငယ်ကြားထဲမှာဒီရွှေသားဗုဒ္ဓဆင်းသူကိုအခန်းတင်ဖူးတွေ့ရတာပဲခမညာအောင်းဆရာကောင်းလာချီလာရင်နှကောက်နတ်မြတ်တွေများပြန်ဖို့လာလားမသိဘူးနော်ဟိုလူဆိုရိပြန်လာပို့သွားလေဖြစ်မှာပဲအေးကွာစဉ်းစားလို့ကြက်ပါစမ်းပြလိုက်တပိတ်ကွာညနေပိုင်းရောက်တဲ့အခါမှာသတင်းတစ်ခုကိုကြားလိုက်ရပါတယ်ရွာပြရက်ဆိုင်မှာလူသုံးဦးတောင်းရင်းဆိုင်ရံဖြစ်ပြီး ဓာတ်ခုံရတီတီနဲ့လဲနေတဲ့တဲ့အဲ့ဒါနဲ့ရွာလူချင်းချင်းချင်းဆက်တွေ့ပြီးဆစ်ဆဲမေးမြန်းလိုက်တဲ့အခါမှာအဲ့ဒီလူဆိုသုံးဦးကညတန်လေးမင်းသမီးကောင်းမှုကျောင်းပေါ်မှာဗုဒ္ဓဆင်သူခိုးသူများဖြစ်ကြပါတယ်။သူတို့ဖွင့်ရဝင်ခတ်ချက်ရအဲ့ဒီရွှေဆင်သူကိုနေဆက်သူရောက်ရင်စီစဉ်နေစဉ်လူကြီးတွေရောက်လာပြီးစိုက်ဆေးပေး၍ဝယ်ကြ။စိုက်ဆေးရရချင်းမီလက်ကရောင်တစောင်းတဲ့လူကြီးရောက်ပွားတော့ကိုယူငင်၍ပြန်သွားပြီးနောက် မကြခင်လူကြီးပြီးသွားတဲ့ငွေပုံရွှေပုံကြီးဟာစုပ်ကူစုပ်နဲ့ခဲပြစီများထူးဆန်းစွာဖြစ်သွားခဲ့ရာအလိညာလှည့်စားခံလိုက်ရမှန်သိပြီးသူကြောင့်ကိုကြောင့်အပြစ်ပုံချရမှာအချင်းချင်းစကားများခုတ်ထင်ရန်ဖြစ်ကြကြောင်းသိရှိလိုက်ပါတယ်။အဲ့ဒါနဲ့လူမိုက်၃ယောက်ကိုရဲစခန်းမှသည်စေယုံတို့ပို့လိုက်ပြီးတော့တက်ဆိုင်ရမှာလိုအပ်တယ်လို့ဆောင်ရွက်သွားမယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းလုံခြုံရေးအရာ မြတ်တန်လင်ကားမှုရွှေစင်းသူကိုစီရီတဲ့၍ဌာပနရင်ဆုံးဖြတ်ပြီးရရှိလူငယ်များဖြင့်အုတ်သေးဘီးလက်မြင်များဝဲ၍ကြာရင်အရှိမြဖတ်ရွာလေကောင်ခေါမြေခွင်တင်ရင်စင်းမှာငွေကိုတင်လို့တပောင်ပေါ်ခဲ့တော့မြေနီယာဝင်းချင်မှာစီရီတန်ရင်စစ်စစ်ဆောင်ရွက်လိုက်ကြပါတယ်လောဘသားတို့ရဲ့လောဘစောကအတော်မတက်နိုင်ကြပါလားညံတော်အမြင်သုံးလမ်းမှခန့်မြင့်တော့ရွှေစင်းသူနဲ့မနီတော်စင်ရဲ့တန်မိုးကို တရေရုံမျက်စိကျနေတော့လူဆိုးလူမိုက်တဲ့သုံးဦးတို့ဟာရှေးလူဆိုးလူမိုက်သုံးဦးနီးသူတကောင်ရံအလုံးမှာဓာတ်လက်လက်နဲ့ကိုစီနဲ့ရောက်လာပြီးဖယောင်းအတက်မှယူကြပါတယ်။တကားတို့မလုံးနဲ့မပြင်းမနဲ့အပြစ်ကြီးခံရလိမ့်မယ်။ဘာမှဝင်မပြောပါနဲ့ဖယောင်းတကားတို့ရှေးရေးအတွက်ပြောတာပါတကားတို့ရေတော်တိတ်မယိုင်းဆုပ်ပဲ့လိုက်ပါပြီ။ရဟန်းမန်မသိတန်ဃာမန်မသိဖယားမန်တရားမန်မသိကြပါတကား။ နောက်ဆုံးဆရာတော်ကြီးနဲ့ဥသူတော်တို့မျက်စိဆုံမဲ့ပြီးတရားမှတ်၍သာနေလိုက်ကြပါတယ်။လူဆုံငါအောင်လဲဝမ်းသာအားရနဲ့ရွှေစင်းသီးကိုပိုက်ပြီးကျောင်းပေါ်မှာဆင်းသွားကြပါတယ်။ဘာမှမကြလိုက်ထူးဆန်းအောင်ဖွယ်များကိုဥသူတော်တို့ကြားလိုက်ရပါတော့ရဲ့။အလိုကြောင်အော်တန်များပါလား။ကြောင်အော်တန်များကတကောင်နှကောင်အော်တန်မဟုတ်ကြောင်အကောင်များစွာက အော်တန်တန်များထူးဆန်းလှချေလား။ ကြာအောင်ပေါင်းများစွာရဲ့အော်တန်များဟာဝါကြောင့်ရှိမှစူညံနေပါတယ်။ဒါနဲ့အတူလူငါးဦးရဲ့အတန်များကိုလည်းကြားနေရပါတယ်။ရိုက်လေကွာ။ဘာစိန်ဒါနဲ့ဝင်ခုတ်။စောဖေးလှမ်းနဲ့ရိုက်ထိုး။ကိုင်းကွာကိုင်းကွာ။ကိုင်းဟာအာအာအမလေးပြ။အာလုံးကြပါအောင်အာဝိုင်းလာကြတယ်ဟေ့ပြေးပြေးအာကြောင်အော်တန်များကုတ်ချစ်တန်များထိုးခုတ်တန်များနာကျင်စွာ ။အော်ဟစ်ညဉ့်ညွတ်တမ်းများနဲ့တူပြေးလွှားလဲကြလူလူတမ်းများကဘာပြက်နေတကယ်တို့ကြာရ၍ဆရာတော်ကြီးနဲ့ဘားရကျော်တို့မီးတော်များကင်ထုံးပြီးကြောင်းရှိမြေပြင်သို့ဆင်းကျစ်လိုက်တဲ့အခါမှာတော့ဟာဖျားဖျားအလိုလေကဲတော်မူပါအောင်ဖျားအာအာအာဦးဦးတော်လာကြပါအောင်လာကြပါအောင်ဟဲ့ကြောင်ဟဲ့ကြောင်အာအမလေးဗျမြင်လိုက်ရတဲ့မြင်ခွင်းက ကြောင်နဲ့ကြီးအကောင့်တရာကျော်ဟာစစဝါအော်တန်ပြု၍လူစုံငါအုပ်ကိုစဝိုင်းပုံဝိုင်းပြီးဝင်ရောက်ကုတ်ချက်ခိုက်ဖက်တိုက်နေကကြောင်နဲ့ကြီးများရဲ့လွှားကနေဝဲကနေတိုက်ခတ်မှုကြောင့်လူစုံငါအုပ်လည်းနောက်လန်လျက်လူလုံအော်ဟစ်နေကြပါတယ်ဟဲ့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 ကောင်နေရက်ရက်ဟဲ့ကြောင်နဲ့ကြီးတို့ရက်ကြရက်ကြဆရာတော်နဲ့ဥသူတော်တို့ဟာကြပြာကြရပြေးတော့ရောက်ရှိလာပြီးဒေါသကြီးနဲ့ ကြောင်နဲ့ကြီးများကိုအော်ဟစ်ချောင်းလက်တားမိကြပါတယ်။အဲ့ဒီအချိန်မှာပဲကျောင်းဝိုင်းအေရိယာတွေတို့မိတုံးနဲ့လက်နက်ကန်များလာတဲ့လူလုံကြီးလက်ရောက်ရှိလာပါတယ်။အရှင်ဖျားဘာတွေဖြစ်နေရလဲဖျား။ဖျားတခုလူဆိုးတွေကိုကြောင်ကြိုက်လို့ဟင်ဖျားတခုမီးရောင်နဲ့လူအုပ်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ဒေါသတကြီးအညိုကြီးကြီးအော်ဟစ်တိုက်ခိုက်ကုတ်ဖက်နေတော့ကြောင်နဲ့ကြီးတရာကြောခန်းဟာ တက်ညောင်ညောင်အတများပြုတ်ပြီးလူဆိုးများဝင်းချင်မှာဖဲကတော်ရဲတို့ပြေးဝင်သွားကြပါတယ်လူဆိုးငါးအောက်ကကြောင်နဲ့ကြီးများကုတ်ဖက်ကြိုက်ထား၍မျက်နာရောကိုခန္ဓာပါတွေးတံရဲနဲ့ရားဆရာမရှိမြင်လို့မဝော့အရေးပြားများကွာကြကလူးလွန်နေကြပါတယ်သူတို့နဲ့မလန့်မကန်းမှာတော့ညတန်လေးမင်းသမီးကောင်းမှုရွှေဗုဒ္ဓဆင်းသူတော်လဲလောင်ရက်ဆရာတော်ကြီးကဗုဒ္ဓရွှေဆင်းသူကိုကောက်ပင်၍ရင်ခွေမှာမျက်နှာစာပိုက်ထားပါတယ် ရွာလူကြီးဥတီပါနေအဖွဲကလူဆိုးများကိုကျိုးနှစ်ချီပြီးဖွေထမ်းခေါ်ကြပါတယ်။ရွာဖျားကနေမတင်ကားစရာလူငါးဦးဒီဘက်ကိုသွားတယ်လို့သတင်းရတယ်။ကင်းလေသမားကြီးခေါ်လာပြီးလိုက်လာတာပါဖျား။လက်စားတက်တော့မိုက်ပင်းရင်မိုက်မိုက်သွင်းတတ်တဲ့ငရေသွားမဲ့အကောင်နေနဲ့လာကြုံရတာပဲ။ကိုင်းလူတလိမ့်ဆန်တွေထသွား။ကြာအင်းတူရလုံးတနေ့လုံးအံ့ဩလို့မဆုံးကြ။တက်တော်ရှိဆရာတော်ကြီးနဲ့ဥသူတော်ဘာရကြော်လဲအံ့ဩလို့မဆုံး။ တခါမှအော်တန်မကြရတဲ့ကြောင်နဲ့ကြီးတရာကျော်ကဖယားတက်များတခုံး၅ရောက်ကို အော်ဟစ်ပြီးတော့အရှင်လန်းလန်းဖမ်းမိလိုက်တဲ့တဲ့ရင်ဟာထူဆန်းလုံးရဲ့မယုံစရာကအောင်ဖြစ်နေကြပါတယ်။အော်ဘဝပါရမီထူးခြားရင့်တန်တဲ့တိရစ္ဆာန်များပြီလား။ဘဝကံအကြောင်းကြောင့်အဟိတ်တိရစ္ဆာန်ဘဝရောက်နေကြသည့်အတိုင်းဖယားမန်တရားမန်တန်ခါမန်အတ္တမမန်ဓမ္မမန်သိနေကြပါတကား။အင်း ီဘဝသူတို့တိရိစ္ဆာန်များဖြစ်ကြပေးလိမ့်မယ်။နောက်တစ်ဘဝမှာတော့သူတို့မြင့်မြတ်သောဘုံဘဝမှာမြတ်သောပုဂ္ဂိုလ်များဖြစ်ကြမှာဧကံမလွဲပါလို့ပါရမီဉဏ်ရင့်တန်လာတော့ဆရာတော်ဖျာကြီးနဲ့ဥသူတော်တို့ကမှတ်ယူလိုက်ကြပါတယ်။တကူလာပြည့်နေ့သူရောက်တဲ့အခါစေရော်ကြီးဌာပနာပိတ်ပွဲသူစေကားတိုက်မြိုက်စွာရှင်းမကြပါတယ်။ညတန်လင်မင်းသမီးနဲ့ဆွေတော်မျိုးတော်ဝိညာဉ်များရုပ်ကဆိုးကြီးဥက္ကံကလေးစားနဲ့အပိုင်အဆိုင်အဆောက်အအုံများ ကြောင်သူတော်ကောင်းများကိုပင်ဖက်၍ရွှေစင်းသူတော်ကိုထာဝနာတည်ခဲ့လိုက်ပါတယ်။အောင်စင်အောင်ပေါင်းများရဲ့တင်းမြေတံများကကြာရင်ကျေးရွာလေခွင်းဆက်မှာဟိမ့်ထနေပါတယ်။ဟေးဟိုမကြောင်တွင်ဟဟာအများကြီးပဲဟအမေကြောင်နဲ့ကြီးရွေးတော့ဖះတခိုင်လာကြပြီဟေ့လာကြလာကြကြောင်နဲ့ကြီးများဟာမြို့ထုခုံပါ၍စေဒီဝင်းကြီးတို့ပြေးလာရောက်ရှိလာပါတယ်အတန်က နားပြောက်ဖွဲ့တတ်များနဲ့အော်ဟစ်နေကြပါတယ်။ဖျားစီတီကိုလှက်ပတ်နေကြပါတယ်။လူတွေကလည်းကြောင်သူတော်ကောင်းမြောက်ကြီးပြီးအမြပေးဝေကြပါတယ်။မကြခင်ကြောင်နဲ့တရားကြောခန့်ဟာချို့သားတော့အတန်များပြုပြီးတောဘက်ရှိရာသို့ခုံပေါက်မြူထူ၍ဝင်သွားကြတာကိုမြင်လိုက်ရတဲ့အခါဆရာဘုန်းတော်ကြီးနဲ့ဥသူတော်ဘားရကျော်တို့ကတာရုခေါ်ပြီးမဆုံးကြချီတကောင်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ စာရေးဆရာမောင်ညုံမိုက်တန်လင်းရေးသားထားတဲ့ကြောင်တရာအော်တန်းဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါရှင်ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မပေးကြပါနဲ့နော်နောက်နေ့တွေမှာလည်းဘယ်လိုဇလန်းလေးတွေကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်